မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြာတန်တော်ပါမခန္ဓာစိတ်ဝိညာဉ်မစားချက်အမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇူရောအဖြစ်ကျွန်တော်နဲ့ဒုတိယဘတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလန်ချက်ခန်းကြီး78အပိုင်ငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အိုးဒါဝရပြာအကျွန်ုပ်ဤခွန်အားပလဒီဟုသောကိုတော်ကိုအကျွန်ုပ်ချစ်ပါ၏ ။ဆာလန်ဆရာကြီးကဘုရားသခင်ကိုချစ်တယ်ဆိုတဲ့အကြောင်းကိုရေးသားထားတာတွေ့ရပါတယ်။သူဘာကြောင့်ဘုရားသခင်ကိုချစ်တယ်လဲဆိုရင် ကိုရောကကျွန်တော်ရဲ့ခွန်အားဖြစ်ပါတယ်တဲ့။ကျွန်တော်ရဲ့ကြောက်မြို့ယိုးကယ်လွတ်တော်သခင်ကျွန်တော်ရဲ့ဖယားကိုးစားရအစွမ်းတတ္တိအကွဲအကာငါရဲ့ကယ်တင်သောဥကျိုငါရဲ့ရဲတိုက်ဖြစ်တယ်လို့သူကအဲ့လိုဖော်ပြထားတာတွေ့ရပါတယ်။တဘောကတော့ ဒီအခန်းကြီး၁၈တခုလုံးကိုဖတ်ကြည့်တဲ့အခါမှာဘုရားသခင်ကသူ့ကို ရန်သူလက်ကနေကယ်တင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာတွေ့ရပါတယ်။ဘုရားသခင်သူ့ကိုကယ်တဲ့အတွက်ကြောင့်မလို့သူဟာလှုပ်ရှားခြင်းမရှိဘူးဆိုပြီးတော့မှလည်းဖော်ပြထားတာတွေ့ရပါတယ်။ဘုရားသခင်ကသူ့ကိုကယ်တင်နိုင်လောက်အောင်တကူကြည့်ပြီးတော့သူကဘုရားသခင်ရဲ့ကယ်တင်ခြင်းကြီးစုကိုခံရတဲ့သူဖြစ်တဲ့ဒါကြောင့်မလို့သူဟာ သူ့ကိုမှကြောက်เสียမလို့အောင်ကိုလုံခြုံတယ်ဆိုပြီးတော့မှလည်းဆက်လက်ပြီးတော့မှဖော်ပြထားတာတွေတွေ့ရပါတယ်အနှစ်ချုပ်အားဖြင့်ကျွန်တော်စဉ်းစားတဲ့အခါမှာဘုရားသခင်ကသူ့ရဲ့အကွဲအကာသူ့ရဲ့ရဲတိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာခွန်အားနဲ့ပြည့်စုံနေတဲ့ကဲ့သို့အစွမ်းတတ္တိရှိသောသူကဲ့သို့ဖြစ်ရတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်ဘုရားသခင်ကိုသူချစ်တယ်လို့သူပြောပါတယ်ဘုရားသခင်ကိုသူချစ်ရခြင်းအကြောင်းရင်းကလည်း ဘုရားသခင်ရဲ့မေတ္တာကိုသူကိုယ်တိုင်ခံစားရလို့ဖြစ်ပါတယ်။ဘုရားသခင်ကအရေးကြုံရင်ကြုံတယ်လို့သူ့ကိုကြွယ်ကားတယ်၊မာစားတယ်၊လိုအပ်တဲ့အချိန်တိုင်းမှာသူ့ရဲ့အနီးပါးမှာရှိတယ်၊သူ့ရဲ့အသက်တာကိုဘုရားသခင်ကဘယ်လိုကျေးဇူးပြုတယ်လဲဆိုတာတွေကို သူကိုယ်တိုင်သိမြင်ရတဲ့အတွက်ကြောင့်မလို့သူကဘုရားသခင်ကိုချစ်တဲ့အကြောင်းပြန်လည်ပြောနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာချစ်ချင်းမေတ္တာလို့ပြောတဲ့အခါမှာ ဘာမှမရှိတာကြီးကိုကျွန်တော်ချစ်လို့မရပါဘူးချစ်ချင်းမြတ်တာဆိုတာက အပြန်အလှန်သဘောရှိပါတယ်တူးမြတ်တာတူးမှားဆိုတဲ့စကားလိုတယောက်ကကိုကိုချစ်ရင် ကိုကအဲ့တယောက်ကို ပြန်ချစ်ဖို့လိုပါတယ်ကိုကလည်းတယောက်ယောက်ကိုချစ်တယ်ဆိုရင်အဲ့ဒီကိုချစ်တဲ့သူစီကနေပြီးတော့ချစ်ချင်းမြတ်တာကိုပြန်လိုချင်ပါတယ်ဒါမှသာလေချစ်ချင်းမြတ်တာ၌နှောင်ဖွဲ့ပြီးတော့မှကျွန်တော်တို့ဟာခိုင်မြဲတဲ့မိတ္တဟာယ ခိုင်မြဲတဲ့ယင်းဒီကျွမ်းဝင်မှုတွေကိုရရှိမှာဖြစ်ပါတယ်။ကိုကတစ်ဖက်သက်ချစ်တယ်ဆိုရင်တောင်မှကိုချစ်တာကိုသူတစ်ပါးတည်စီအောင်ပြတာတက်တယ်လို့ကိုပြတဲ့မြစ်တာကိုသူများသိပြီးတော့ကိုစီမှာတစုံတရာပြန်အကျိုးသက်ရောက်မှုရှိလာဖို့ရန်မျှော်လင့်ကြတယ်ဆိုတာကိုကျွန်တော်တို့သိပြီးသားဖြစ်ပါလိမ့်မယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ဘုရားသခင်ကချစ်ချင်းမြစ်တာရှင်ဖြစ်တဲ့သူချစ်တာကိုကျွန်တော်တို့ကိုတတ်သိပြတယ် နီလန်မျိုးစုံနဲ့သက်သေပြတယ်။နေတိုင်းအသက်ရှူနေတိုင်းမှာဖခင်ရဲ့မြတ်တော်ကထင်ရှားတယ်။ယေရှုခရစ်တော်တည်ဟူသောသားတော်အားဖြင့်လေသူဘလောက်ချစ်လဲဆိုတာကိုသက်သေပြခဲ့တယ်။သားတော်နဲ့တကွခတ်သိမ်းသောအရာကို မပေးဘဲမနေဘူးလို့ဂတိရှိတဲ့ဖခင်ကသူ့ရဲ့ချစ်ချင်းမြတ်တော်ထဲမှာကျွန်တော်တို့ကိုရှင်သန်စေတယ်။အဲ့ဒီမြတ်တော်ကိုအောက်မေ့တဲ့အခါတိုင်းကျွန်တော်တို့ကဖခင်ကို ပြန်ပြီးတော့မှ ချစ်နိုင်မှာပဲဖြစ်ပါတယ်။ဘုရားသခင်ကြောင့်ကျွန်တော်တို့ဟာခွန်အားနဲ့ပြည့်စုံရတယ်။ဘုရားသခင်ကြောင့်ကျွန်တော်တို့ဟာလမ်းဆန်းတဲ့အသက်တာကိုရတယ်။ဘုရားသခင်ကြောင့်ကျွန်တော်တို့ဟာလုံခြုံရအခွင့်အကားကိုရတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ဟာဘယ်တော့မှဝမ်းနဲ့ကြေကွဲစရာအကြောင်းမရှိတယ်လို့ကျွန်တော်ရဲ့အသက်တာမှာစိတ်ပြတ်အားငယ်စရာအကြောင်းလည်းမရှိပါဘူး။ရန်သူဤလက်ကနေကဲတင်မဲ့အရှင်ကကျွန်တော်နဲ့အတူရှိနေတဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့ကိုချစ်တဲ့ထိုဘုရားသခင်ကြောင့်ကျွန်တော်လုံခြုံစိတ်ချစွာ နေနိုင်ပြီဆိုတာကို သိရှိနားလည်ပြီးတဏိတာကိုရှောက်လန်းဖို့လိုပါတယ်။ပြန်ရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုရုတ်ကိုကျေးဇူးတင်ပါတယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်၏အသက်တာမှာ ကိုရုတ်ကိုချစ်ရပါမည်အကြောင်း ကိုရော်ကပဲကျွန်တော်တို့ကိုအရင်ချစ်ပြီးတော့မှကြွယ်ကားသောကြောင့်ကျေးဇူးတင်နေ။ကိုရော်ရဲ့မြေတားကိုတနေ့တစ်နေ့ ပုံမတိကျွမ်းနားလဲစေဖို့မဆာတော့ဘူးပါဒီနေ့နှုတ်ကပတ်တော်ကိုကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ကိုရောရဲ့မြစ်တာတော်ကိုညှို့လောင်းတော်မူပါဒီနေ့တာလုံးကိုလက်ဝဲအနန္တရဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ရှင်ယေရှုခရစ်တော်နာမ၌ဆက်ကအနန္တဆုတောင်းပါ၏အာမင်